စပိန်နိုင်ငံဟာကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာ18ခုတည်ရှိပြီးတော့ regional identity လို့ခေါ်တဲ့ဒေတာဆိုင်ရာ identity တွေပြင်းထန်တဲ့နိုင်ငံတစ်ခုဖြစ်တယ်။အဲ့တော့အဲ့ဒီလိုမျိုး national identity ရှိပြီးတော့ club အသင်းအချင်းချင်းအားပြိုင်မှုအင်မတန်ကြီးမားတဲ့စပိန်နိုင်ငံမှာဘာဖြစ်လို့စပိန်ဘောလုံးအသင်းမှာကြာတော့အဲ့ဒီလိုပုံစံမျိုးမရှိရလဲ။အစားရှိတဲ့စပိန်ဘောလုံးအသင်းနဲ့ဆက်ဆက်နေတဲ့အကြောင်းတွေကိုဒီဗီဒီယိုကနေသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ားလုံးပဲမင်္ဂလာပါစီတူအိုပီနီယိုကနေကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့ရက်ကကျွန်တော် Real Madrid ပွဲအကြောင်းတင်တယ်ပေါ့နော်အဲ့တော့ Real Madrid နဲ့ Rayo Vallecano တို့ရဲ့အပြိုင်မှုဒါဘီအပြိုင်မှုပေါ့နော်အဲ့တော့ဒါဘီအပြိုင်မှုပြင်းထန်ပုံအကြောင်းကိုကျွန်တော်တင်ခဲ့တယ်အဲ့တော့ကျွန်တော်ရဲ့ page ကို Vigo လာမိတယ်ပေါ့နော်ဒါမိတ်ဆွေတယောက်ကလာမိတယ်အဲ့မိကွန်းလို့သဘောကျလို့ပေါ့နော်အဲ့တော့ဒီစပိန်ဘောလုံးနဲ့ဆက်ဆက်နေတဲ့အကြောင်းအရင်းလေးအဲ့တော့စပိန်မှာအားလုံးသိတဲ့အတိုင်းပဲ El Clasico ဒါဟာတမျိုးလဲတော့မဟုတ်ဒါပေမဲ့ဒါဘီ ဒါနိုင်ငံနဲ့ဆိုင်တဲ့ဒါဘီလို့တော့ပြောလို့ရတယ်မာဒရစ်နဲ့ဘာစီလိုနာကြားကပြင်းထန်တဲ့အပြိုင်မှုစင်ထရယ်နဲ့ကက်တလိုနီးယားကြားကပြင်းထန်တဲ့အပြိုင်မှုအဲ့လိုပဲရီယယ်မက်ဒရစ်နဲ့ဘတ်စ်ကန်ထရီပေါ့နော်ရီယယ်မက်ဒရစ်နဲ့အထူးသဖြင့်တော့အသလက်တစ်ဘီလ်ပေါ့ဒီကလပ်နှစ်ခုရဲ့အပြိုင်မှုကလည်းအင်မတန်ကြီးမာတယ်အခုနောက်ပိုင်းမှာကဘောလုံးကအရန်ချမ်းသာတဲ့ဘက်ကိုသွားပြီးတော့ကက်ပီတယ်လစ်ဘက်ကိုသွားတဲ့အတွက်ဒီ community values တွေ အရင်ကတော့မဖြစ်တော့ဘူးပေါ့နော်အရင်ကတော့မဖြစ်တော့ဘင်းနဲ့ချမ်းသာလေးချမ်းသာလေးပူအောင်မြင်နေချမ်းသာလေးပူအောင်မြင်နေဆိုတဲ့ circle တွေနဲ့တွားပြီးတော့ဘယ်ပါအောင်နဲ့ Real Madrid တို့ကလည်းတော်တော်လေးအလန်းဝေးကွာသွားတဲ့အခြေအနေဖြစ်သွားတယ်ဒါပေမဲ့တစ်ချိန်တော့ငါတော့အရန်ကိုပြန်ဆိုင်မှုပြင်းထန်ခဲ့ကြတယ်ပြီးတော့ဟိုးအရင် Franco General Franco ပေါ့နော်ဒါ Spain နိုင်ငံရဲ့အာဏာရှင် Franco မတိုင်ခင်ခေတ်တည်းတော့ငါ Bilbao ကအောင်မြင်ဆုံး club နောက်ပိုင်းမှာဒါ Real Madrid ကအောင်မြင်ဆုံးဖြစ်လာတယ် Franco ဟာ Real Madrid အမာဂန်ပြည်သက်လို့ကျွန်တော်တို့သတ်မှတ်ကြတယ်။ Real Madrid ကလည်း Franco ရဲ့ project တွေကတခုဖြစ်တယ်လို့သတ်မှတ်ကြတယ်။အဲ့တော့အဲ့ဒီခင်းတဲ့အတူပေါ့နော်။အဲ့တော့ဒီဥစ္စာတွေအကုန်လုံးကတခုနဲ့တခုကြားထဲမှာဒီသူတို့ရဲ့ regional identity ပြီးတော့သူတို့ရဲ့ခံယူချက်တွေပေါ့နော်။အထူးသဖြင့်တော့နိုင်ငံရေးဆိုင်ရာခံယူချက်တွေနဲ့အတူကွဲပြားကြတည်ရှိကြတယ်၊တန်ဆိုင်မှုတွေပြင်းထန်ကြတယ်။အဲ့တော့ Catalan တို့ Basque တို့ကခွဲထွက်လို့စိတ်ကြီးမာတဲ့ဒေသတွေဖြစ်တယ်ပေါ့လေ။အဲ့တော့ အခုချိန်အထိကိုဒါတောင်းခံနေတော့မယ် referendum လုပ်တာရပါလေရှိတယ်ပေါ့နော်အဲ့တော့ဒီလိုအနေထားမျိုးဖြစ်တဲ့အတွက်ပင်ဆက်မှုအင်မတန်ပြင်းထန်ကြတယ်တခြားနိုင်ငံတွေပေါ့ဥပမာအင်္ဂလန်မှာ Manchester နဲ့ Liverpool ကန်ကြတယ်အဲ့ပြန်ဆိုင်မှုအတွက်ပိုပြင်းထန်တယ်အဲ့ပြန်ဆိုင်မှုမှာခုနအဲဒီနိုင်ငံရေးတချို့ပေါ့တချို့ဒေသတွေမှာပါတယ် Manchester United နဲ့ Leeds အစရှိတဲ့ပြင်ပေါ့ဒါပေမဲ့ခုနလိုမျိုး Spain လောက်ပြင်းထန်ခြင်းမရှိဘူး Spain ကတော့အဲ့ဒါနဲ့ပတ်သက်လာရင်ဒါအင်မတန်ကြော်ကြတယ်ပြီးတော့သူတို့ရဲ့ အဲဒီ data တွေကဥပမာကက်တလန်ဆိုရင်ကက်တလန်လက်ရွေးစင်အသင်းရှိတယ်။ FIFA နဲ့ UEFA ကဒါအတိမတ်မပြူတာသူတို့လက်ရွေးစင်အသင်းရှိပြီးတော့သူတို့ဟာခြေစမ်းပွဲတွေကစားကြတယ်။ Best ဆိုရင်လည်းအဲ့လိုပဲဒါ Zabi Prito တို့အရင်တော့ကဒါတိကြပါလိုက်မှာ Artist and Tourist တို့သူတို့ဟာ Best data မှာကစားကြတယ်ပေါ့လေ။အဲ့တော့ဒီတချို့ဆိုရင်ဒါလက်ရွေးစင်အသင်းမှာဒါမပါဝင်ဖို့ရွေးချယ်အဲမပါဝင်ဖို့တော့ငင်းဆန်ခဲ့တဲ့လူတွေတောင်ရှိတယ်။အဲ့ဒီထဲမှာနာမည်အကြီးဆုံးကတော့ ဒါဘာစီလိုနာခန်းစစ်ကစားသမားအိုလီဂွဲရာပေါ့နော်အိုလီဂွဲရာကအရန်နာမည်ကြီးတဲ့ခန်းစစ်မှုမဟုတ်ပင်မဲ့ဘာစီလိုနာအသင်းမှာပုံမှန်နဲ့ရရှိခဲ့တဲ့နောက်ခံလူတစ်ယောက်ဖြစ်တယ်အဲသူ့ကိုကျွန်တော်တို့ချန်ပီယံလိဖိုင်နယ်မှာလည်းဒါမြင်မှုကြရတယ်ပေါ့နော်အိုလီဂွဲရာအာဆင်နယ်နဲ့ဒါ2006ဖိုင်နယ်ရောကဆိုရင်ဒါအိုလီဂွဲရာဒါပါဝင်ခဲ့တယ်ပေါ့နော်အဲသူ့ level ကတန်းတစ်ခုမှရှိတယ်ပြီးတော့8တောင်းကဒါ2006တောင်းကဆိုစပိန်အသင်းကကောင်းနေပြီကောင်းနေတဲ့အနေအထားတစ်ခုမှရှိတယ်အဲ့ဒီကာလာတွေတောင်းကအိုလီဂွဲရာဟာဒီစပိန်လက်ရွေးစင်အသင်းမှာပါနိုင်တဲ့အနေအထားမှရှိတယ် ဘာလို့လဲဆိုတော့အခုလောက်ကြီးဒါ land truck နေရအောင်ကောင်းတဲ့အသင်းလည်းမဟုတ်သေးဘူးဒါပေမဲ့အဲ့တုန်းကတော့တော်တော်လေးကောင်းတဲ့ level မှာရှိတယ်အဲ့အနေထားကိုအိုလီကွဲတာကမှီတယ်စပိန်လည်းရစဉ်အသင်းနီးပြပေါ့နော်2008မှာဒါ Euro Champions ကိုရရှိခဲ့တဲ့ Aragones Aragones ကအိုလီကွဲတာကိုရွေးချယ်ခြင်းခဲ့တယ်ရွေးချယ်ဖို့လည်းကန့်လန့်ခဲ့ဒါပေမဲ့အိုလီကွဲတာကညင်းပယ်ခဲ့တယ်ဘာလို့လဲဆိုတော့ငါဟာငါနိုင်ငံမဟုတ်တဲ့ ဲငါနဲ့မဟုတ်ဘူးလို့ငါခံစားရတယ်ပေါ့နော်အရာတစ်ခုကိုငါကိုစားမပြုချင်သူကကတလန်အတွက်ပဲကိုစားပြုချင်တာကတလန်အတွက်ပဲသူကန်တယ်ကတလန်ခွဲထွက်ရင်းနဲ့ပတ်သက်တဲ့လှုပ်ရှားမှုတွေလည်းသူဒါတော်တော်လေးပြုလုပ်တယ်ပြီးတော့သူကပညာတတ်စာသမားတက်ရောက်လည်းဖြစ်တယ် economics နဲ့ဘွဲရထားတာပေါ့နော်ဟိုးအသက်25 26လောက်တည်းသူကစာအုပ်တွေရေးနေပြီအဲ့တော့သူ့ရဲ့ဒီနိုင်ငံဆိုင်ရာလှုပ်ရှားမှုတွေပြီးတော့ဒီ community design နဲ့လှုပ်ရှားမှုတွေဒီအရာတွေကပြင်းထန်တယ်ကြီးမားတယ်ဂျော်ရက်ဖီကေလို့ကဒါနဲ့ပတ်သက်လို့ကြော်ကြားတယ်ဒါပေမဲ့ဂျော်ရက်ဖီကေက ။ Oli Guerra လောက်မပြင်းထန်သေးဘူးလို့ပြောလို့ရတယ်။ Oli Guerra ကလုံးလုံးနိုင်ငံရေးကိစ္စတွေထဲမှာသူကဒီစိတ်မြုပ်နှံထားတဲ့ပုံကတရားဖြစ်ပြီးတော့ဒီဘောလုံးရဲ့ capitalism နဲ့ဆက်နွယ်နေတဲ့ကိစ္စတွေကိုလည်းသူကပြင်းပြင်းထန်ထန်တိုက်ဖြတ်တဲ့ community based လူသားတရားဖြစ်တယ်။ Jorat PK ကလည်းဒီလိုမျိုးပဲသူကညင်းတော့မညင်းဆန်အောင် Jorat PK အပါဝင်ဒါ Puyo လို့ Javi Hernandez တို့ဒီကစားသမားတွေက Catalan စိတ်ရင့်တန်တဲ့ပြင်းထန်တဲ့ကစားသမားတွေဖြစ်တယ် ဇာဗီတို့ပူယိုတို့ကပြင်းထန်ပင်မဲ့သူတို့က apolitical ဆိုတဲ့ stance တစ်ခုကိုကျင့်သုံးကြတယ်ပေါ့နော် PK လည်းအဲ့လိုကျင့်သုံးတယ်ဒါပေမဲ့ PK ကကြတော့ခုနဇာဗီတို့ထက်ပူယိုတို့ထက်ပို့ပြီးတော့ဒီကက်တလန်အရေးကိစ္စတွေမှာပါဝင်တယ်ပို့ပြီးတော့ vocal ဖြစ်တယ်အဲ့ဒီအတွက်ဘာဖြစ်တယ်လဲဆိုတော့စပိန်ပြည်သက်တွေဟာစပိန်ဘောလုံးအသင်းရဲ့ပြည်သက်တွေက PK ကိုလောင်ပြောင်မှုတွေဘူးလောက်တာတွေမကြာခဏပြုတ်လုပ်နေရှိတယ် Real Madrid နဲ့ Barcelona ပွဲတွေမှာအင်မတန်ပြင်းထန်တဲ့ဘူးလောက်ခြင်းကိုခံရတာရှိတယ်လို့စပိန်လက်ရွေးစင်အသင်းပွဲတွေမှာစပိန်လက်ရွေးစင်အသင်းအတွက် professional ဆန်ဆန်ကစားပေးနေတဲ့ အနေထားမှာရှိတယ် PK အဲ့ PK ဟာအောင်မြင်မှုတွေလည်းယူပေးခဲ့တယ်အဲ့အနေထားမှာတော့ဒါစပိန်ပြည်သက်တွေကသူ့ကိုလောင်ပြောင်မှုတွေပြုလုပ်နေတော့မယ်ဒါဟာတခြားနိုင်ငံအသင်းတွေမှာမရှိတဲ့အနေထားမျိုးပေါ့နော်ဒါပေမဲ့စပိန်ဘောလုံးဖွဲ့ချုပ်နေတဲ့ဒီစပိန်ဘောလုံးနဲ့သက်ဆိုင်တဲ့လူတွေကအဲ့ဒီအရာတွေကိုလည်းသိတယ်အဲ့ဒီအကွဲကြောင်းတွေဒီစပိန်ရဲ့ society ထဲမှာရှိနေတဲ့အရာကြီးပေါ့နော်အဲ့တော့ဒီ franco လက်ထက်မှာအားကြီးရကြီးမားခဲ့တဲ့အရာ franco လက်ထက်ဆိုတာလေအကြာကြီးပဲ1995မှာ franco တေဆုံးမှသာဒီအရာတွေက ဒါပြက်ယွင်းခဲ့တာပေါ့နော်အဲ့ဒီမတိုင်ခင်တော့စပိန်ကလုံးဝလက်ရဆွန်းရောက်တဲ့အနေအထားမျိုးမှာရှိတယ် nationalist movement တွေကိုတွားတယ်အဲဒီ pro christianity movement တွေကိုတွားတယ်ဒေသပိုင်းဒေသဆိုင်ရာဒီ value တွေကိုလုံးဝဖျောက်ပြက်ဖို့အတွက်စ조사တယ်ဘတ်ဒေသတွေကက်တလန်ဒေသတွေကသူတို့ရဲ့အလံတွေပြီးတော့သူတို့ရဲ့ delay ရှိုးရတယ်သူတို့ရဲ့ဘာသာစကားတွေအစရှိသဖြင့်ဒီအရာတွေဟာလုံးဝဖျက်ဆီးခြင်းခံရတဲ့အနေအထားအဲ့လိုမျိုးတော့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်ပြီးတော့ဒီ bus data ဆိုရင်ပို့ဆိုတာပေါ့ ဒီအားလုံးလဲဒါတိကြလိုက်မယ်ပေါ့နော်စပိန်ပြည်တွင်းစစ်ကာလာတွေတော့ငါကိစ္စရတယ်အဲ့တော့စပိန်ပြည်တွင်းစစ်ကိုတော့ဒါကွာနီကာဆိုပြီးတော့ဒါပါဘလိုပီကာဆိုကသူ့ရဲ့ stance ကိုသူအားဒီနိုင်ငံရေးတွေဝန်မပါဘူးလို့ပြောခဲ့ဘူးတယ်အဲ့အားကနေသူလုံးဝပြောင်းလဲပြီးတော့အဲ့ဒီကွာနီကာပကြီကားကြီးကိုသူဆွဲခဲ့ဒါကဘာကျော်ပဲကဘာကြီးကိုခိုင်းလုပ်ခဲ့တယ်ဘာလို့လဲဆိုတော့ဒီ facility ပေါ့နော် facility ကဒီ align ပေါ့လေ Franco ရဲ့ alive ပေါ့ facet တွေကအဲ Quantica data ကိုပုံကျဲခဲ့တယ်အဲ့ဒါက past data မှရှိတယ်ပေါ့နော်ကိုလူကိုပုံကျဲတယ်လို့ကျွန်တော်တို့ပြောရမှာပေါ့နော်အဲ့တော့အင်မတန်မှအာဒီဆက်စုပ်ပွဲကောင်းတဲ့လောက်ရဲ့လို့ဒါပြောလို့ရတယ်အဲ့တော့အဲ့လိုမျိုးပေါ့နော်ဒါ Franco ကိုဟို on လုံးနာစေကိစ္စရအများကြီးပဲဒီအချိန်မှာဒါ regional identity တွေပို့ပြီးတော့ဒါရှင်းတန်လာတယ်အဲ့အချိန်မှာ Franco ကလုံးဝ centralized sponsor ကိုသွားတယ်ပြီးတော့အခုနကျွန်တော်ရှေ့မှာတင်ပြခဲ့သလိုဒီတခြားပြည်နယ်တွေတခြားလူမျိုးတွေရဖြစ်တည်မှုကိုသူကငင်းဆန်တဲ့ stance မျိုးကရှိတယ်အရန်ကို centralize ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီအနေထားဒီမှာအကွဲကြောင်းတွေအများကြီးရှိတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ Franco သေဆုံးပြီးတော့1986မှာအမ်ဒီ Real Sociedad နဲ့ဒီ Bilbao အသင်းတို့ကစားကြတဲ့ La Liga ပွဲစဉ်တစ်ခုပေါ့နော်အဲ့တော့ Sociedad ကလည်းဒါ San Sebastian San Sebastian ဆိုတာလည်း best data ကပဲဒါ ဘီဘာဦးကလည်းဘတ်စ်တွေသားပဲအဲ့တော့ဒီဘတ်စ်ဒါဘီမှာသူတို့ဟာဘတ်အလံကိုခိုင်းဆောင်ပြီးတော့ပွဲတွေဝင်ခဲ့တယ်ကွင်းရဲ့အလံမှာချခဲ့တယ်အဲ့အချိန်မှာကွင်းရဲ့တာဝန်ရှိသူတွေကဒါကိုဝင်ရောက်ဆော့ဖတ်ခြင်းတော့မပြုခဲ့ဘူးတမင်လွတ်ပေးထားတယ်အဲ့အရှိတော်ကဖရန်ကိုကာလာတလျှောက်လုံးအဲ့လိုမျိုးလုတ်ခွင့်လုံးဝမရှိဘူးအဲ့နောက်ပိုင်းမှာလုတ်ခဲ့တာအဲ့တော့ဒီဘီဘာဦးနဲ့ဆိုစီတဲ့တိုရဲ့သူတို့ရဲ့ regional identity ကိုပြသတယ်ဒါထောင်က80ရှစ်မှာ စပိန်ရဲ့ဒါ constitution အသက်ထွက်လာတယ်ပေါ့နော်အဲ့အသက်ကနေ သူ autonomous community ကိုခွဲလိုက်တယ်ပေါ့နော်အဲ့ဒါက၁၆ခုရှိတယ်ဒါကြောင့်မလို့ဘာဖြစ်သလဲဆိုတော့နိုင်ငံအသင်းထဲမှာလည်းခုနလိုမျိုးအဲဒီအဆင်ပြေပါမလားဆိုတဲ့အနေအထားမျိုးတွေရှိတယ်အဲ့တော့ bus ဒေသကတကယ့်နာမည်ကျော်ကစားသမားတွေဒါ coin code test share တို့အစားရှိတဲ့အဲ့အရှိကဒီပုံကူတွေလည်းအများကြီးရှိတယ်ဒီကစားသမားတွေဟာလည်းအများအား political stance ကိုကျင့်သုံးတယ်ပြီးတော့အရေးမကြီးတဲ့ပွဲတွေဆိုရင်ဝင်မကစားတာမျိုးရှိတယ် coin code test share လို့ဆိုရင်အဲ့လိုပုံစံမျိုးအဲ့ဒီချက်တွေမျိုးကျင့်သုံးတယ်ဒါ catalan ဆိုရင်လည်းကျွန်တော်ခုနတင်ပြသွားသလို oligarch လို့ လောကခါခါတူးတူးညင်းဆန်ခဲ့တဲ့ player ရှိတယ်တချို့ကကြတော့ဒါငါတို့ကဂွာဒီယိုလာပြောရင်နာမည်ကျော်စကားတခွန်းရှိတယ်ပေါ့နော်။ तू ကကတလန်လက်ရွေးစင်အသင်းအတွက်လည်း तू ကအများအားကိုစားပြုကစားပြီးအသင်းကောင်းဆောင်လောက်ဖြစ်ခဲ့တယ်။ဂွာဒီယိုလာပြောတဲ့စကားတခုရှိတယ်။ကတလန်ကငါနိုင်ငံ။ငါဒေသလို့မပြော तू က country လို့ပြောတာ။ကတလန်ကငါနိုင်ငံ။ဒါပေမဲ့စပိန်ကဒါငါ career ကိုငါ career path ကိုဖွင့်ပေးတဲ့ကျေးဇူးရှိတဲ့ဒေသတခုပေါ့။ငါတစ်ခုစလုံးကိုစားပြုတယ်။အဲ့ဒီတစ်ခုစလုံးကလည်း coexistence ရှင်တွဲတူရှိလို့ရတယ်လို့ပြောခဲ့တယ်ပေါ့နော်အဲ့တော့ဂွာဒီယိုလာရဲ့အငင်းမျိုးပဲနောက်ပိုင်းမျိုးဆက်တွေမှာလည်းဒါဖူယိုတို့ပြီးတော့ဒီဇာဗီတို့သူတို့မှလည်းအဲ့လိုအငင်းမျိုးတွေရှိတယ်ပေါ့နော်တစ်ချိန်တည်းမှာဒီကက်တလန်နိုင်ငံကြီးနဲ့ပတ်သက်တဲ့ဒီကိစ္စရက်တွေမှာလည်းဂွာဒီယိုလာတို့ကဒါအရေးပါတဲ့ကဏ္ဍအနေနဲ့ figure တစ်ခုအနေနဲ့ပါဝင်မှုလေးတွေလည်းရှိတယ်ပေါ့နော်အဲ့တော့စပိန်ဘောလုံးနဲ့ပတ်သက်လာရင်ဒီအရာတွေကလည်းသူတို့ရဲ့ခြေစွမ်းသူတို့ရဲ့ လှပတဲ့ကစားပုံသူတို့ရဲ့ဒီ bold တွေလိုမျိုးတိုက်ပွဲဝင်စိတ်တဲ့အဆရှိတဲ့မြင်ဒါတွေနဲ့အတူခုနအရာတွေကဒီရဲမှာစိတ်ဝင်နေမှာဒီသူတို့ရဲ့ data ဆိုရယ်ကြီးမားတဲ့ကလပ်တွေဆိုတာ Bilbao တို့ Real Sociedad တို့ best data မဟုတ်တဲ့ကစားသမားတွေဒါဝင်လာလို့မရဘူးဆိုတော့တင်းကျတဲ့စီးမြင်တွေရှိတယ်ဘောနော်သူတို့ data နဲ့ပဲသူတို့ကန်နေဒါကြောင့်မလို့ Bilbao မှာလောက best data ကန်နေကြီးပဲတင်းလုံးအဲ့လိုပုံစံမျိုးနဲ့သွားတာမျိုးတွေဒါကျွန်တော်ဒီအကြောင်းကိုလည်းဒါ Soccer House ရဲ့ အဆီဇင်တစ်ခုမှာကိုရဲရင်နဲ့အတူတာတင်ဆက်ဖူးပါတယ်အဲ့တော့အဲ့လိုမျိုးတွေပေါ့နော်အဲ့တော့ဒီအရာကသူတို့ရဲ့အသွေးသားတွေထဲမှာဒီ identity ကစိတ်နေဒါပေမဲ့သူတို့နိုင်ငံအသင်းအတွက်ကစားတဲ့အခါမှာတော့ဒီ apolitical stance ကိုတုံးတယ်အဲ့တော့ apolitical stance မှာလည်းစပိန်ဘောလုံးအဖွဲ့ချုပ်တွေစပိန်ဘောလုံးတောင်းရှုပ်တွေဘက်ကလည်းလဲတယ်လို့ပြောလို့ရတယ်သူတို့ကစပိန်အသင်းလို့သူတို့မပြောဘူးသူတို့ official အနေနဲ့သွားတာ La Roja ဆိုပြီးတော့ပြောတယ်ဗျ La Roja ဆိုတာသူတို့ရဲ့ nickname ဒါမှမဟုတ်တကယ်တော့ nickname မဟုတ်ဘူး official အနေနဲ့သူတို့ကိုယ်တိုင်သုံးနေတယ်။စပိန် ဘောလုံးဖွဲ့ချုပ်ကအဲ့နာမည်ကိုသုံးတယ်သူတို့ကလာရိုဟာကိုစားပြုတယ်စပိန်ဆိုပြီးတော့သူနာမည်ကြီးကို centralize မလုပ်ဘူးတတ်မနေပဲねလာရိုဟာကိုကိုစားပြုတယ်လာရိုဟာဆိုတာအနီရောင်ဆိုလိုတာပေါ့နော်စပိန်ကိုဒါကိုစားပြုတဲ့အရာတစ်ခုဖြစ်တယ်အဲ့လိုမျိုးတစ်ခုနဲ့သူတို့ကသွားလိုက်တယ်ပေါ့နော်အဲ့တော့ဆိုလိုချင်တာကခုနကက်တလန်ပုံကူတွေကလည်းစပိန်ဆိုတာမျိုးထက်ဆိုင်အလုပ်တစ်ခုပေါ့နော်အလုပ်တစ်ခုကိုပူပေါင်းဆောင်ရွက်တဲ့ပုံစံအမျိုးနေနဲ့ဒါသွားတာမျိုးကျွန်တော်တို့မြင်တွေ့ရတယ်အဲ့တော့ဒါကစပိန်ဘောလုံးအနေနဲ့ခု တောက်လျှောက်ပေါ့နော်2010 2010 2012 2014ဒီကာလာတွေမှာလည်းအောင်မြင်မှုတွေရယူခဲ့တယ်ဒီလူငယ်အဆင့်အသီးသီးမှာလည်းသူတို့ရယူခဲ့တယ်သူတို့ရယူခဲ့တဲ့နေရာမှာသူတို့ရဲ့ဒီရှောက်လန်းခဲ့တဲ့ပုံစံလေးတွေပေါ့နော် ပြီးတော့ဒီနိုင်ငံနိုင်ငံကိုဖယ်ပြီးတော့ကျွန်တော်တို့ကလပ်အသင်းတွေကြည့်မယ်ဆိုရင်ကြတော့လေခုနလိုပုံစံမဟုတ်တော့ပြန်အောင်ကလပ်တွေဒီမှာကြတော့အင်မတန်မှအင်မတန်မှပြန်ဆိုင်မှုပြင်းထန်တယ်ခုနမက်ဒရစ်မြို့ကန်အချင်းချင်းမှာတော့မြို့ကန်တိုင်းပဲမြို့ကန်တိုင်းမှာမှာခံစားချက်မတူဘူးဒီဘက်ကရိုင်ယယ်ဖြစ်တယ်စင်ထရယ်ဖြစ်တဲ့အနေထား ဒီဘက်က Rio Vallecano တို့ကကြတော့ဒီ liberal တွေပေါ့နော် liberal တွေအနေနဲ့တို့ကတိုက်ပွဲဝင်တယ်အចောင်းသားတွေများတယ်အဲ့လိုတိုက်ပွဲဝင်တဲ့ပုံစံမျိုးတွေဒါဖြစ်ခဲ့တယ်ပြီးတော့ဒါ Real Madrid နဲ့ Atletico ဆိုရင်လေ Atletico ကခုန Vallecano လောက်တော့ဒီ liberal မဟုတ်ဘူးဒါပေမဲ့တို့ကလည်းចောင်းသားတွေပြီးတော့ဒီပို့ပြီးတော့အခြေခံကြားတဲ့လူရန်စားတွေရဲ့ club တစ်ခုဖြစ်တယ်အဲ့လိုတိုက်ပွဲလေးတွေအဲ့လိုအရာလေးတွေဒီတို့ရဲ့ um တန်လုံးနဲ့မှာပါဝင်နေရလို့ဒါပြောရမှာပေါ့နော်ဒါကျွန်တော်တငယ်ချင်းတယောက် အာပြီးခဲ့တဲ့သူဘီလ်ဘာအိုမှာသူနေနေရပေါ့နော်ဘီလ်ဘာအိုမှာနေနေတော့ဒီဘီလ်ဘာအိုဘွဲကိုသူကြည့်ကျင်တာပြီးခဲ့တဲ့ယူဘာလီဘလိုဘွဲမဟုတ်ဘူးသူကလီဗာပူးပရိသတ်ပေါ့နော်အဲ့တော့ကြည့်ကျင်တာဒါပေမဲ့သူဘယ်တော့မှလက်မဝယ်လို့မရဘူးပေါ့နော်အမြဲတမ်းဒီဆမ်မာမက်စကွင်းမှာအမြဲတမ်းဆိုးအောင်ပဲအကောလုံးဆိုးအောင်ပဲသူတို့ကလုံးဝသူတို့ရဲ့စိတ်ကဒီဘောလုံးနဲ့ ချိတ်ဆက်ထားပြီးသားသူတို့ရဲ့ identity ချိတ်ဆက်ထားတဲ့ပုံအရန်ပြင်းထန်တယ်ပေါ့နော်ဒါကဒီကိုရောက်ရှိနေတဲ့လူရဲ့ဒါသူရဲ့ reflection ကိုကျွန်တော်ပြန်ပြီးတော့သိရှိရတာပေါ့လေအဲ့လိုပုံစံမျိုးလေးတွေသွားတယ်အဲ့တော့လက်ရှိစပိန်မှာဆိုရင်ဒါအသင်း20လာလီကာမှာအားလုံးက real madrid နဲ့ဆိုရင်အပေါ်တော့ရန်ဘက်ကြီးပဲဘာလို့လဲဆိုတော့ခုနဒီ centralized ပုံစံဆိုတာမျိုးရှိတယ်ပြီးတော့ real madrid က elite club ဖြစ်တယ်ဒီအရာတွေနဲ့အတူကျန်တဲ့ဒါ valencia club တွေ valencia club တွေဆိုရင် ်ဖလင်စီယန်ဒေတာပေါ့နော်ဖလင်စီယာရှိမယ်ဗီယာရေးရှိမယ်ဒါ LG ရှိမယ်လီဗန်တီရှိမယ်ဒီကလပ်တော်ရှိတယ်အဲ့လိုမျိုးကျွန်တော်တို့ကိုစားပြုပြီးအများကြီးခွဲထွက်လို့ရတယ်အဲပြောမလို့ဆိုကက်တလန်ကဆိုရင်ဒါဘာစီလိုနာရှိမယ်အစပညောရှိမယ်ပြီးတော့ဂျီရိုနာရှိမယ်ဒီမှာလည်းခွန်နာသင်းဖြစ်နေပြီအဲကလီစီယာကဒါအရင်တော့ဒီပိုတီဗိုလာကိုလိုညာရှိတယ်ပေါ့နော်အခုဆက်တာဗီကိုရှိတယ်ပေါ့နော်အဲအဲ့လိုမျိုးကျွန်တော်တို့တွေ့ရမယ်ဘတ်စတေတာကဆိုရင်ဒါပေပါကိုရှိမယ်ရီယယ်ဆိုစီတက်ရှိမယ်ပြီးတော့အိုဆာဆူနာရှိမယ်ပြီးတော့အလာဗတ်ရှိမယ်ပေါ့နော် အာဒီလိုမျိုးကလပ်တွေကျွန်တော်တို့မြင်တွေ့ရလဲအဲ့တော့တော်တော်တော်များနေပြီကုံလောင်ကုံလောင်ပဲဒီနိုင်ငံတစ်ခုလုံးဒီဘာသာဖြစ်နေပြီပေါ့လေအဲ့တော့ဒီ18ခုလုံးကဒီအသီးသီးထူးချွန်တဲ့ကလပ်တွေထပ်ပေါ်နေရတော့မဟုတ်ဘူးပေါ့နော်တချို့နေရာတွေဆိုရင်မထွက်တဲ့နေရာမျိုးတွေရှိတယ်အဲ့တော့စပိန်လည်းပြင်းစင်အသင်းမှာကြာတော့သူတို့တွေကအဆင်ပြေအောင်ကစားနိုင်ကြတာကိုကျွန်တော်တို့မြင်တွေ့ရတယ်ဒါပေမဲ့သူတို့ကိုကလပ်အသင်းတွေကိုပြန်ပို့လိုက်ရင်တော့သူတို့ဟာ ပြင်းထန်တဲ့စိတ်ဓာတ်နဲ့ပို့ပြီးတော့ကစားကြတာမျိုးရှိတယ်ပြီးတော့တစ်ချိန်တည်းမှာအားလုံးရဲ့ရန်ဘက်က Real Madrid ဆိုတဲ့ပုံစံမျိုးလည်းရှိတာကိုကျွန်တော်တို့မြင်တွေ့ရတယ် Real Madrid နဲ့ဆိုရင်အကုန်လုံးကအသေးအတန်ကံမယ်ဆိုတော့ rivalry လေးတခုခုတော့ရှိတာပေါ့နော်ဥပမာ Andalusia ဆိုလဲ Andalusia ပေါ့ Andalusia ဆိုတာ Real Betis တို့ဒါ Sevilla တို့ကလပ်ပေါ့နော်အရင်ကဆိုဒါ Malaga တို့ရှိနေပေါ့အဲ့တော့သူတို့ရဲ့နေရာပေါ့ Andalusia စပိန်နိုင်ငံဒါတောင်ပိုင်းအစွန်ဆုံးက အဲဒီပြောမယ်ဆိုရင် central ဖြစ်တဲ့ဒီ royal တွေနဲ့တိတ်မတည့်တဲ့နေရာလို့တော့ပြောလို့ရပါဘူးလို့လဲဆိုတော့ whole အရင်တော့ andalusia ကဒါ muslim အများစုရှိတဲ့နေရာပေါ့လေအဲ့တော့အဲ့ဒီအရာကို whole ဒီ isabella ပြင်မလို့ရဲ့ဒီ online game တို့ဘာလို့ပေါ့ဒါတွေကတမိုင်းဆောက်တဲ့မှာဒါအခြေတဝင့်ဟိုဖတ်ရတဲ့ကိစ္စတွေပေါ့အဲ့လိုမျိုးလေး whole route တဲ့ထိကဒီလိုကိစ္စတွေရှိနေပြီဒါရှိနေပြီးတော့ကျွန်တော်တို့က class scene တစ်ခုနိုင်ငံ scene တစ်ခုမြင်ရတယ်နိုင်ငံ scene နဲ့မှာတော့မကောင်းနေတဲ့အချိန်ဆိုကျွန်တော်တို့မသိတော့မကောင်းနေတဲ့အချိန် 你你不要看人家没清楚，他小除注意，这蜡烛没注意。 ကာသတင်းစာတွေကဒါရေးတာတွေလမ်းကြောင်းပေးရေးတာတွေပါတယ်အဲ့လိုမျိုးအနေထားကြီးမြင်ရတယ်ပေါ့နော်အဲ့တော့ဒါစပိန်အသင်းနဲ့ပတ်သက်တဲ့သူတို့ရဲ့ဒါ socio cultural ဘိုင်းနဲ့ပတ်သက်တဲ့ဒီနောက်ွယ်က background လေးကိုဒါတင်ပြပေးတာဖြစ်ပါတယ်အဲ့တော့အဲ့နောက်ွယ်က background လေးမှာတော့စိတ်ဝင်စားစရာတွေအများကြီးလဲလျောင်းတည်ရှိနေပြီးတော့ကျွန်တော်ခုနရှေ့မှာတင်ပြခဲ့တဲ့လိုမျိုးပေါ့နော်ကဏ္ဍအစုံ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 လေးတွေကွဲထွက်နေတယ်စိတ်ဝင်စားစရာလေးတွေတည်ရှိနေတယ်လို့တင်ပြချင်ပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက် video လေးမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ